30ပေါ့ဗျာ30ကိုလက်ကီးထည့်ပြီးတော့ကျွန်တော်ဝဲလာဗျာကြောက်ကအောက်မှာမိထိုးရင်တော့ကျွန်တော်တို့စမ်းမွေးပေါ့ဗျာကြောက်က ပြောရမယ်ဆိုရင် तू อ่ะစေးမထားတာပေါ့ဗျာเจ้าကိုမစေးပဲနဲ့ကျွန်တော်တို့ရေမစေးရလုံးဆိုရပြီးတော့တမ်းမီဖြတ်ထားတာစေးတော့စေးထားရဒါပေမဲ့ तू တမ်းမီဖြတ်ထားနေထားပေါ့ဗျာအဲ့မှာနန်းကြံနေရနန်းကြံနေတော့ကျွန်တော်အိမ်ရောက်တာနဲ့အဲ့ဘက်ဘေးကိုပွေးတွေကိုကျွန်တော်ပြန်စေးတာပေါ့ဗျာအဲစူးချင်းနဲ့ကျွန်တော်တေချာလေးပြန်စေးတယ်အဲတေချာလေးကျွန်တော်တို့မန်းပါတဲ့နေရာလေးတွေကိုအကုန်ပြန်စေးရပေါ့ဗျာသူကကာကွန်လေးလည်းပါတယ်မော်စီစာကိုကျွန်တော်တို့ပြောမယ်ဆိုဖက်ဖူးငွင့်ငွေကာလာလေးပေါ့ဗျာကျွန်တော်စေးပြီးတော့စားလေးပုံပြီးတော့ကျွန်တော်စားနဲ့ပြန်ပို့တာပေါ့ဗျာကျွန်တော်စားနဲ့ပြန်ပို့တာ ာကဘာလို့လဲဆိုတော့စူးချင်းနဲ့ချစ်ရင်ကျွန်တော်တို့တန်ကြီးလေးပေးနေပါဗျာခွန်နဲ့တန်ကြီးပေးနေကျွန်တော်စားလေးနဲ့ပြန်တင်ပြီးတော့တခြားပြောင်းပြန်ပို့တာပါဗျာအဲကျွန်တော်တို့တခြားလေးအရင်တော့ဆေးလိုက်တာပေါ့ဗျာဆေးလိုက်တာဆိုတာကျွန်တော်ဒီတိုင်းအဖုံးမလေးကိုကျွန်တော်တို့ဒီတိုင်းလေးကိုပြန်တိုက်ရင်ကိုကျွန်တော်ကလက်ကီးကောင်းကောင်းလေးဖြစ်တယ်ပေါ့ဗျာဒါမဲ့ကျွန်တော် လက်ကီးကောင်းကောင်းလေးဖြစ်တယ်ဒါမဲ့တိုက်ရမလားကျွန်တော်ဖြတ်ရမလားဆိုတော့စဉ်းစားပါပေါ့ဗျာဒါမဲ့ကျွန်တော် ဖြတ်ရမလားကျွန်တော်ဒီတိုင်းလေးပဲရောင်းရမလားအဲဒါလေးပေါ့ဗျာဖြတ်မယ်ဆိုရင်တော့အဲအတွေ့အကြုံတွေအများကြီးရနိုင်တယ်အကိုတို့တို့လည်းဒီတိုင်းလေးပဲထားမယ်ဆိုရင်တော့ကျွန်တော်တို့အမျက်ပဲရနာမို့ဗျာအာဖဘူးငွေငွေကာလာလေးပေါ့ဗျာမော်စီစာအဲအဆန်းလေးပေါ့ဗျာအဆန်းလေးကိုခွန်ပါပပါလေးအနာတပါးစာလောက်ပါပြီးတော့အောက်မှာနန်းကျန်နေတဲ့ကြောက်လေးပေါ့ဗျာကြောက်လေးတွေကိုဝယ်ပြီးရင်ကျွန်တော်ကဒီတိုင်းပြန်ရောင်းတာရှားတယ်ပေါ့ဗျာအဲဒါလေးကိုကျွန်တော်ဖြတ်မှာပဲဗျာအဲဒါလေးကိုကျွန်တော်အဖုံးကနေလွာတာပေါ့ဗျာ ပါးလေးလွာကျွန်တော်တို့အနာလေးရကျွန်တော်ဝမ်းဝေးနာလေးပါတော့အပါးလေးလွာပြီးတော့တေချာပြန်ပြီးတော့အစီပြန်ခင်းရတာပေါ့ဗျာကြောက်စီကြောက်သားကောင်းတယ် သူကကြောက်ရနေတာမော်စီစာပေါ့ဗျာမော်စီစာကိုကြောက်စီရကောင်းပြီးရောကြောက်သားလေးရနည်းနည်းလေးမလိုက်နိုင်တာအစီနဲ့အသားနဲ့မမျှတာပေါ့ဗျာမမျှတော့အရွယ်တားကြီးအကြီးရင်ကျွန်တော်တို့မနိုင်နိုင်တဲ့အနေထားမှာရှိတာပေါ့ဗျာဒါပေမဲ့ကြောက်စီလုံးဝအချွတ်စီကျွန်တော်တို့အချွတ်ပွင့်နေရာလေးရောက်သွားပြီဆိုရင်တော့ကြောက်စီကြောက်သားတော် ကောင်းတာပေါ့ဗျာဒါလေးကကျွန်တော်အောက်ကအမအိုကျွန်တော်အချွတ်ပွင့်နေရာနဲ့ဒီဘက်ဘေးရဲ့အနာလေးကိုပုတ်လိုက်တာပေါ့ဗျာကျွန်တော်အစီရကဘလို့သွားလဲအနာဘလို့သွားလဲဆိုတဲ့အခြေအနေကိုကျွန်တော်ကြည့်တာပေါ့ဗျာကျွန်တော်တို့ကြောက်ကိုလိုက်ပြီဆိုရင်ကျွန်တော်တို့အနာလေးရနေကျွန်တော်တို့အခွန်လေးရေးချပုတ် ပုတ်ပြီးတော့ကျွန်တော်တို့အနာကိုရှာတာပေါ့ဗျာနန်းရှာပြီးတော့သေချာလေးနင်းရတာပေါ့ဗျာအဲကျွန်တော်အကျုပ်အကျုပ်ပွေးရဲ့ဘေးလေးမှာရှိတဲ့ကျွန်တော်အနကြီးပေါ့ဗျာအနကြီးကိုသေချာလေးကျွန်တော်ပြန်နင်းလိုက်တာပေါ့ဗျာ ။တေချာလေးကျွန်တော်အဲနန်းလေးကိုနင်းလိုက်တာနင်းပြီးတော့ကျွန်တော်အကျို့ရဲ့ဒီဘက်မှာအစီရဘလို့သွားလဲဒီဘက်မှာအစီရဘလို့ထိုင်လဲဆိုတဲ့မူတည်ပြီးကျွန်တော်ကအချိန်နဲ့သုံးတက်ပြီးတော့ကျွန်တော်ပြန်လိုက်ရမှာပေါ့ဗျာ။အဲဒါမဲ့ကျွန်တော်ကရွယ်ကြီးလိုက်လို့တော့မရဘူးဒါမဲ့အစီသားတော့တော်တော်ကောင်းတယ်ကျွန်တော်ပြောစလို့အစီနဲ့သားနဲ့မမျှတာတခြားနေရာတွေကြတော့အကျို့နေရာကြတော့အစီသားကောင်းတာပေါ့ဗျာ။အဲဒါလေးပေါ့ဗျာအနာလေးပါတယ်ပါတော့ကျွန်တော်အနာလေးရနဲ့နှစိတ်လေးရနဲ့တခြားပြန်ပြီးတော့အဲကျွန်တော် ခွန်လေးတွေပုတ်တယ်အနာအသွာလာလေးတွေကြည်တယ်ကြည်ပြီးတော့ဘလို့သွားလဲဘလို့ဖြတ်ရမလဲဆိုပြီးကျွန်တော်သေချာလေးလိုက်လေလာပြီးတော့ဟုတ်တဲ့ခွန်လေးလိုက်ဖို့အဲအနာလေးကိုဖြတ်တာပေါ့ဗျာအဲဒီလိုလေးကိုပေါ့ဗျာ ရောက်စီကြောက်သားလေးရမစိုးဘူးကာလာလေးရလည်းကျွန်တော်ပြောရမယ်ဆိုဖတ်ဘူးငွေ့ငွေ့လေးသွားတာပေါ့ဗျာဒီကြောက်ကမော်ကုံကလည်းပြောစရာမလိုဘူးမော်စီစာဆိုတော့ကျွန်တော်တို့အမှတ်နေထားကြလည်းပြောစရာမလိုဘူးပါဗျာဒါလေးရကျွန်တော်အခွန်ကနေပြီးတော့အစီကောင်းတာလေးကျွန်တော်တချာလေးဖြတ်ထားတယ်တချာလေးလိုက်ထားတာပေါ့ဗျာဒါလေးပေါ့ဗျာကျွန်တော်ဒီနေ့တည့်ရက်ထဲကိုအပီးအစီကျွန်တော်အကုန်လိုက်ပလိုက်တာပေါ့ဗျာဒါကတော့ကျွန်တော်လုံးဝခေါင်ပေါင်းနေရာကနေ အစီသားကောင်းတဲ့ဟာလေးကိုသေချာလေးအတက်ကလေးလိုက်ထားပါဗျာကျွန်တော်ဒါလေးကိုဗဟေနီးပြန်ဖွင့်အောင်မယ် DCD အတက်လေးတွေအကူတို့ဘယ်လောက်ထီမြင်လဲကျွန်တော်တို့ဈေးတန်းလေးတွေချက်ကျွန်တော်ပြောပြပေးပါအောင်ကျွန်တော်ဒါလေးရောမရောင်းရသေးပါဘူးကျွန်တော်အဲ့ထက်က အဲအတိတ်ကလေးပေါ့ဗျာတစ္ဆာကလေးပေါ့ဗျာဒါလေးကလည်းကျွန်တော်အဲရောင်းလိုက်ရတယ်ပေါ့ဗျာလက်ကြီးကောင်းကောင်းဖြစ်လိုက်တယ်ဖြစ်လိုက်တယ်ဆိုတာကဒီတစ္ဆာလေးကကျွန်တော်တို့အပွင့်စီသားနဲ့တွက်မယ်ဆိုရင်3ဆလေးလောက်4ဆလောက်ပဲပါတာပေါ့ဗျာကျန်တဲ့ဆာလေးကတော့အစီသားလေးရနည်းနည်းလေးယိုးတယ်အဲကြောက်ပေါအားလေးတော့ကောင်းတယ်အတစ်လိုက်မှာဆိုရင်အတစ်လက်ရလိုက်မှာဆိုရင်တော့အဲကျွန်တော်တို့ပေါင်းဝင်တာပေါ့ဗျာကျွန်တော်အပွင့်စီသားကျဆိုရင်တော့ကျွန်တော်3-4ဆလောက်ပဲပါတာပေါ့ဗျာဒါလေးပေါ့ဗျာ ကျွန်တော်အထက်ကနေစကားတတာပွင့်လေးပေါ့ဗျာပွင့်လေးကိုကျွန်တော်ကအကျန်းရိုက်အကျန်းရိုက်ဖင်ဝဲကောင်းဝဲလေးပေါ့ဗျာဖင်ဝဲကောင်းလေးဝဲပြီးတော့ကျွန်တော်တို့ဒါမက်ကလေးတင်တာပေါ့ဗျာကျွန်တော်တို့တံမြင်နှစ်ထောင်နဲ့ပေါ့ဗျာတံမြင်နှစ်ထောင်နဲ့ကျွန်တော်တို့အကျန်းပြီးတော့မုံနေရပေါ့ဗျာဒါလေးရပေါ့ဗျာဒါလေးကိုပြီးတော့ကျွန်တော်ဝါးတိုက်တာပေါ့ဗျာတေချာလေးဝါးတိုက်ဝါးတိုက်ပြီးတော့အယောင်ခါလေးရေလေးစီချာလေးအယောင်လေးရောက် ရောက်အောင်တိုက်အဲအဲ့လိုမျိုးလေးကျွန်တော်လောက်ရတာပေါ့ဗျာဒီအပွင့်လေးတွေပေါ့ဗျာအဲကြောက်ကလေးကတော့ကျွန်တော်ပြောသလိုပဲကြောက်ကတော့ကျွန်တော်စီရောက်ရင်တော့ကျွန်တော်ကအဲဒီတိုင်းကျွန်တော်ရောင်းတာတော့နဲတယ်ပေါ့ဗျာကျွန်တော်အစာဆုံးလိုက်တာအစာဆုံးလိုက်တယ်ဆိုရင်လေအဓိကဖြတ်လို့ရှုံးသွားရင်တော့မှကျွန်တော်ကပညာအမြဲရတာပေါ့ဗျာတကယ်လို့ဖြတ်လို့ ရှုံးသွားပြီဆိုရင်တော့ဒီကောင်ကဘာလို့ရှုံးတာလဲအမြက်သွားပြီဆိုရင်တော့ကျွန်တော်လှုပ်ချက်အစာဆုံးထည့်ပြီးတော့နောက်ကြောက်ကြရင်ကျွန်တော်ချိန်ချက်ပြီးဝယ်လို့ရတာပေါ့ဗျာဒီကြောက်ကကျွန်တော်ရောင်းနှံဘလောက်ရောင်းထားတယ်အဲလှုပ်တဲ့ချိန်ကဒီကောင်ဘလောက်တွက်ဝယ်ရမယ်ဆိုပြီးကျွန်တော်ချိန်ချက်ပြီးတော့နောက်ကြောက်ကြဈေးနှံတွက်ပြီးဝယ်လို့ကောင်းတော့ပါဗျာ